ျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါပြီလို့ကပားဗျာလို့ဟိုငင်းငင်းချမ်းချမ်းနဲ့နေရမယ်လို့ငင်းချမ်းကြီးလို့ငင်းချမ်းကြီးနိုဘယ်ဆုရှင်တို့ပေးတယ်လို့ကျွန်တော်ကပြောလိုက်တယ်အမေရိကန်မှာပိုင်ဆိုင်တဲ့လက်နက်တွေရုရှားမှာပိုင်ဆိုင်တဲ့လက်နက်တွေတရုတ်မှာပိုင်ဆိုင်တဲ့လက်နက်တွေမြောက်ကိုရီးယားမှာပိုင်ဆိုင်တဲ့လက်နက်တွေဂျပန်တောင်ကိုရီးယားအကုန်ပေါ့နော် အဲ့ဒီလက်နက်တွေအကုန်လုံးပင်လယ်ထဲကိုမျောချလိုက်ပါလားလို့ငြင်းညမ်းခြင်းလို့အဲ့ဒါဆိုဘယ်သူမှစစ်မတိုက်တော့ဘူးလေငြင်းညမ်းရေးစပွဲဝိုင်းတို့ NCA တို့ဘာတို့ညာတို့အဲ့လက်နက်တွေကင်နေဘယ်လိုလိုငြင်းညမ်းပါလဲလို့အဲ့ဒါဆိုကဘာတိအောင်ပြောပြပေးပါလားလို့တကဘာလုံးငြင်းညမ်းခြင်းနေဆိုရင်အခုလူတက်လက်တဲ့လက်နက်တွေအားလုံးပင်လယ်ထဲမျောချလိုက်ပါလားလို့ ျွန်တော်ပြောဘူးတယ်ပြောဘူးတော့အေးမင်းပြောတာတော့မှန်တယ်ကွာတဲ့အဲ့လက်နဲ့တွေအကုန်လုံးပြလေတဲ့မျိုးချလိုက်လို့ရှိရင်ငါတို့တွေကလူသက်လက်နဲ့လူသက်လက်နဲ့ကဓာတ်တော့ပဲရှိတော့မှာပေါ့ဗျာဓာတ်နဲ့ဓာတ်ဆိုလေကျွန်တော်တို့ကလူခုတ်ဖို့လူသက်ဖို့ဓာတ်မဟုတ်ဘူးဗျာကျက်သွန်ဒီလီးဖို့လို့ဘာလီးဖို့ညာလီးဖို့ဟိုခုတ်ဖို့ထွင်ဖို့ပေါ့ဓာတ်ပြဿနာမရှိဘူးအခုအနုပြူတွေဒီလိုလူတို့သေးသေးနိုင်တဲ့လက်နက်တွေအဲ့လက်နက်တွေအကုန်လုံးပင်လယ်ထဲမျောလိုက်ပါလားလို့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံကျွန်တော်တို့ကပိုင်ငြိမ်းချမ်းသွားပြီလေလို့ အဲ့ဒီနိုင်ငံခေါင်းဆောင်တွေကမ္ဘာခေါင်းဆောင်တွေအခုတမရဒေါ်နယ်ထရန့်ကနေစပြီးတော့မှမြန်မာနိုင်ငံဦးမင်းအောင်လှိုင်အထိပြာကဲနောက်ဆုံးအဆင့်ထိဒီတနက်တွေဘာလို့ကင်နေတော့မှလာကင်နေတော့မှလဲလို့ဒါကျွန်တော်အတွေးပေါ့နော်ကျွန်တော်ယူတယ်ပဲပြောပြောပေါ့ဘာပဲပြောပြောပေါ့အဲ့ဒီလက်နက်ပစ္စည်းတွေအကုန်လုံးပြင်နေတယ်မျောချလိုက်ရင်တိုင်းကမ္ဘာငြိမ်းချမ်းသွားပြီလေမဟုတ်လားကမ္ဘာလောဘဒေါသမောဟဒေါသတွေနဲ့အကုန်လုံးနဲ့ကျင်လည်နေကြတာ လူတွေကလည်းရတာမလို့လူတာမရဖြစ်တယ်အခုကျွန်တော်ကမနေ့ကတော့ကျွန်တော်ဒီမှာပါလို့ပေါ့နော်တခုပို့လာတယ်ကျွန်တော်ဒီလူတွေပြလူတွေကလူတွေကကျွန်တော်နဲ့ပတ်သက်ပြီးအတန်းရှင်းရှားကြတယ်ပေါ့နော်အတန်းရှင်းရှားကြတယ်အတန်းရှင်းကဘယ်လိုရှားလဲဆိုတော့မင်းအားနဲ့မဲကျွန်တော်တိုင်းမှုအဲဘာညာတွေပေါ့နော်ကျွန်တော်လာပြောတော့ကျွန်တော်ကစဉ်းစား ငါပါမပြောမိပါလေးပေါ့မိုင်းဝေတဲ့မိုင်းဝေရဲ့အကောင့်မှာကျွန်တော်ကမန္တလေးတောင်ရောက်ဘူးရဲ့လားမသိဘူးတဲ့မင်းရတဲ့တိုင်းမှုတယောက်ကိုတဲ့အရက်တောင်းနေရလို့ပါလို့ပြောပြီးသူတင်ထားဒီ Telegram မှာ Telegram မှာတကယ်ကြီးငါတစ်ချက်လောက်ပေးလို့ရလား Telegram ကျွန်တော်ဖတ်ပေးခြင်းလို့ပါเนาะအာကျွန်တော်ကိုလည်းကျွန်တော်ရဲ့ဟိုဟာတွေက ဟိုကျွန်တော်ရဲ့ဗောနောအားပေးကျွန်တော်ဝင်းရထောက်ခံတဲ့လူတွေကကျွန်တော်အကုန်လုံးလာပြောကြလာပြောကြတော့ကျွန်တော်ကကျွန်တော်မသိပါဘူးလို့ဘာပြောမိပြောမှရှိလို့လဲဗောကျွန်တော်ကပြောလိုက်တော့ကျောင်းတင်ငယ်ချင်းကတွေ့သွားတယ်တွေ့သွားတော့ကျွန်တော်ယုံနေဗောနောဇောဘုံဆိုတဲ့သူကတဲ့ဘာထားလဲတဲ့အနော်ရထားတော့မဟုတ်တာလဲတေချာလဲတဲ့အဲ့ဒါတွေကအောက်လုံးသုံးပြီဘာလို့လဲဆိုတော့လူဆိုတာက ဘာတာလဲလို့အနောယတာတို့ဘာလို့ဆိုတာဒါအောက်လုံးသုံးပြီဒါပူးတက်ပြီပေါ့ဗျာဒါကျွန်တော်တို့ညီကိုမောင်နှမတွေကိုသိစေချင်တာဘုံကြီးတစီလိုလိုတီလာရှင်လိုလိုနဲတဲ့အဲသူကလာတယ်ငါဘာပဲပြောပြောတဲ့ငါ့ကိုမထီရေးဘူးတဲ့ကျွန်တော်မထီရအောင်ကျွန်တော်ကဘာကောင်းမလို့လဲကျွန်တော်ဘာကောင်းမှမဟုတ်ဘူးခင်ဗျားတို့ကျွန်တော်ဇုတ်ထင်ကြီးမနေနဲ့ကျွန်တော်မားလာရှင်ဖမ်းမှာအစိုးရနော်ဒါပေမဲ့ မဖမ်းတဲ့အကြောင်းတရားတွေကဘာလဲသိလားနိုင်ငံရေးဆိုတာအဲ့ဒါကိုခေါ်တယ်စော်ဘုံအင်းကိုလွတ်ထားလို့ချင်းရင်တိုင်းပြည်ရဲ့ဝန်ထမ်းအခြေအနေ PDF အခြေအနေအကြံပေးတဲ့နိုင်ငံတောင်းဆိုသူတဘုံရဲ့အခြေအနေအဲနောက်တော့အခြေခံစားတော့ကုန်ပြည်သူလူထုတွေရဲ့လက်ရှိခက်ခဲနေတဲ့အခြေအနေတွေကိုသိရမယ်စော်ဘုံအင်းကိုလွတ်ထားလိုက်စော်ဘုံအင်းကိုမဖမ်းနဲ့စော်ဘုံအင်းကဘာကြောင့်မှမဟုတ်ဘူးသူ့ မဖမ်းနဲ့ဆိုတာကသူ့ရှီရနေပြီးတော့မှ နိုင်ငံရေးအမြင်အတိတွေအတွေးတွေအကြားတွေလူကြီးတွေမရှိမှစည်ရေးအမြင်တွေရနေတယ်ဒီကလေးကသူ့ကိုငါတို့နိုင်ငံတော်ကဒါသာပြီးပြီးခိုင်းကားတာမဟုတ်ဘဲနဲ့တိုင်းပြည်ကိုချစ်တဲ့စိတ်နိုင်ငံကိုချစ်တဲ့စိတ်လူမျိုးကိုချစ်တဲ့စိတ်နဲ့သူအမုန်းခံပြီးသူ ပြောနေတာဒါပေမဲ့ဒီကလေးကိုမဖမ်းနဲ့ဒီကလေးပြောနေပါလိမ့်စီဒီကလေးကိုကြည့်ထားပေးသူတို့ပြောတာကျွန်တော်အခုလာရေးတဲ့လူအားကြတော့ တီလာရှင်လိုလိုတဲ့ငါဘာပြောပြောငါကိုမထီရဲပါဘူးဆိုတဲ့အချိုးမျိုးနေတဲ့ကျွန်တော်ကသမရသားမှမဟုတ်တာခမရိုစဉ်းစားစရာပြောတာနော်ကျွန်တော်အောင်ပြည့်စုံလည်းမဟုတ်ဘူးနေရှူသွေးအောင်လည်းမဟုတ်ဘူးဥနေဝင်းရဲ့သားဥနေဝင်းရဲ့မိအေးနေဝင်းလည်းမဟုတ်ဘူးကျွန်တော်ကဘာမှမဟုတ်ဘူးဒါမဲ့ကျွန်တော်ဟုတ်တာတခုတော့ရှိတယ်ကျွန်တော်၆နှစ်သားတော့အဘကာကျိုကြီးကိုဘိုးကြီးကိုလေးပြုတ် ဘိုးကြီးရုံးစင်းတိုင်းမောင်ဘမဘေးနဲ့တွန်းလာတိုင်းရှမ်းတစ်မှာဘိုးကြီးကိုအလေးပြုအဲအဲ့အားလေးတော့ရှိတယ်အဲအားလေးတော့ရှိတယ်အဲအားလေးတော့ဘိုးကြီးကိုအလေးပြုဆိုတာသွားသွားမေးကြည့်လိုက်တော့သွားသွားအဘကကြုံကြီးတည်တယ်အာဒီကောင်6နှစ်သားတော့ငါ့ကိုအလေးပြုလာတာအဲဦးကျော်ငွေလိုက်တော့တင်ရဲ့သားဆိုတာဟဲ့သူကတည်တယ်သူကတည်ကျဲအိုက်တစ်ချက်တော့ရှိတယ်အိုက်တစ်ပေါက်တော့ရှိတယ်နော်အဲ့တော့ကြတော့ဟုတ်တယ်မဟုတ်ဘူးဆိုတာ public area မှာဘာမှပြောစရာမလိုဘူးလေဗျအဲ့တော့ ခမရိုးရေးတာအောက်လုံးနေဆန်လုံးနေအချိုးမျိုးနဲ့လာမလုံးနဲ့ကိုကိုဘဝင်နေတိတ်မမြင့်နေနဲ့အယူးမို့လွတ်ထားတာတဲ့။ဩအယူးမို့လွတ်ထားတဲ့ဆိုရင်ခမရိုးမရေးနဲ့လေကျွန်တော်မဟုတ်ဘူးလား။ကျွန်တော်အယူးဆိုရင်တို့ဘာသူဆုံးဖြတ်မှာပေါ့ကျွန်တော်အယူးတောင်ပို့မှာပေါ့။ဟုတ်တယ်မလား။ဘာလို့ခမရိုးကအဲ့ဒီစာရီရေးနေရလဲ။တိုင်းမှုကတဲ့အရက်တောက်နေတယ်ပြောရအောင်။မင်းကမန္တလေးတောင်ရောက်ဘူးရဲ့လားတဲ့။ဟော။မန္တလေးအရှေ့မြောက်တောင်အရှေ့မြောက်တောင်မှာကျုံအတွင်းထဲကအရှေ့မြောက်တောင်ဆိုင်မှာ မန္တလေးကိုရောက်တာအိုက်ဆိုင်မှာပဲဘီယာသွားသွားတောက်တာတခါလေကြာအတိုင်းမူးနေအောင်တွေ့သေးရဲ့ဗျာနော်တိုင်းမူးကအသားဖြူဖြူနဲ့အယက်မြင့်မြင့်နဲ့တလားမျက်မှန်တွေပါမတက်ဘူးတိုင်းမူးတိုင်းမူးအခုလက်ရှိလဘခတိုင်းမူးကလေအယက်ကလည်းမြင့်မြင့်ကြီးအယက်လည်းမြင့်နေအသားလည်းဖွေးနေတာပဲတိုင်းမူးက ။နောက်အဲ့တော့တိုင်းမူကလည်းရက်တော့နေပြောင်းမင်းကမန္တလေးတောင်ရောက်ဘူးလို့လားတဲ့ပြီးတော့လည်းနေကင်းကြောင်တောင်ကြီးရက်တော့ရအောင်တက်မတော်အရာရှိယူတယ်မှာအဲ့လိုလူမျိုးတွေမရှိဘူးကွာတဲ့။ဟာဖဲ့ထဲတာဟုတ်တယ်ကျွန်တော်လည်းဘာတွေပြောမိလို့လဲဗျာတဲ့။မင်းအပေါက်ကလည်းလက်တွေ့လုံနေတဲ့သူတွေကိုပြည်သူအထင်မှားအောင်ကိုလူသူ့ဘက်သားလို့လုံနေတယ်လို့ပဲမြင်တယ်တဲ့ဟမ်ဘလောက်ဒီကျွန်တော်ထောင်ကြစီခြင်းလဲเนาะ လက်ရှိတိုင်းမှုကလည်းတစ်ချိန်လုံးစစ်စီရေးကိစ္စတွေပဲလုပ်နေတာတဲ့တိုင်းမှုကိုမန္တလေးဘေပွဲလန်းတပင်းနေမှာတွေ့ဘူးလေတဲ့ငါတွေ့ဘူးတယ်လို့ငါတိုင်းမှုကအရက်ရှည်ရှည်တဲ့အသားဖြူဖြူနဲ့နော်အဲ့တော့တိုင်းမှုကမန္တလေးဘေပွဲလန်းမှာတွေ့ဘူးလေတဏီကုံနဲ့တာဝန်ရှိသူတွေအကုန်လုံးနဲ့စစ်စီရေးခန်းမထဲမှာခေါင်းချင်းဆိုင်ပြီးအလုံးလုံးနေကြတာတဲ့ထမင်းစားဖို့မင်းနေတဲ့ရက်တွေတောင်ရှိတယ်တဲ့အေးဟုတ်ပါတယ်အဲ့ဒါနဲ့ငါလည်းသိပါတယ် ဇော်ဘုံအင်းကိုပြောချင်တာကတဲ့အထင်တလုံးနဲ့လေပန်းတန်းစီပြီးပြောမနေနဲ့တဲ့လက်တွေ့ကြကြလုံနေတဲ့ငါတို့စစ်သားတွေဘဝကိုမြင်အောင်ကြည်ဟုတ်ပြီလားတဲ့ထက်ဆိုးရင်ထက်ဆိုးလာရင်ထက်တင်မယ်တဲ့နော်အဲ့တော့အဲ့လိုလော်ဘီကဘလို့လူမျိုးတွေလဲတိလားဖားလာလဲကြည်ဖားกว่าတိလားဇော်ဘုံအင်းကဟဲ့အောင်ဟေးတရားဝင် public area မှာစောက်ခွက်တင်ပြီးတော့ပြောတာတိလားမင်းတိုင်းဘူးလောက်ကမဟုတ်ဘူး ငါအဘကကြိုကြီးလဲငါပြောတာပဲအဘဒုကြိုကြီးဦးဆုံးမဲဘာအခုညကိုကြီးဦးကျော်စွာလင်းအခုပြည်ရေးဝန်ကြီးဦးထွန်းနှောင်းအောင်ဥပမာတကုဟိုအပေါ်မပြောတဲ့အဘဘူကြိုကြီးဘူကြိုကြီးညိုစောငါတို့ကတိုင်းပြည်အတွက်လှုပ်လှုပ်တာလေဟုတ်တယ်မလားမင်းကလည်းတိုင်းမှုဆိုတာကမင်းတို့ပြောလိုက်တဲ့ဥစ္စာတွေရလေ မင်းပြောတဲ့မင်းရေးတဲ့ဥစ္စာမင်းရေးတဲ့လူကမင်းဘာလို့ကွန်မန့်တွေပိတ်ထားတာတော့ဘာလို့ကွန်မန့်တွေပိတ်ထားတာတော့ဖွင့်ရေးလိုက်ကြီးကွာဖွင့်ရေးကြည့်လိုက်ပါလားငါရုပ်ကြီးကိုတင်အောင်မှာငါရုပ်ကြီးကိုတော့မှ public မှာမင်းကတင်ပြီးတော့အဲ့လိုပြောရသေးတာကွာသူများရုပ်ကိုကြတော့တင်ပြီးတော့မှပြောရသေးတယ်ကိုးစောက်ခွက်ကြတော့မှကွန်မန့်တော့မှရေးခွင့်မပေးဘူးဟမ် အမကေဒီတဲ့ဘာကောင်လေးမှလည်းမသိဘူးအဲ့တဲ့ဆိုလိုက်ထက်တယ်မစ်တင်လေလူကလူချင်းလူချင်းဝင်လူစီကံအရာတင်ရတယ်ပွဲမရှာနဲ့နော်ဇော်ဘွင်းကအဲ့ဒီတိုင်းမှုကျွေးတဲ့ဓမင်းတလို့လည်းမစားဘူးသူလိုတိုင်းမှုပေးတဲ့ပတ်စံတစ်ချက်လည်းမယူဘူးနော်တိုင်းမှုဆိုတာလည်းတကယ်တမ်းပြောရင်ငါအမြဲတမ်းပြောနေတယ်အဲ့တိုင်းမှုနဲ့ငါနဲ့မြန်မာတိုင်းနိုင်ငံလုံးပတ်သွားမလားလို့ မြန်မာနိုင်ငံမှာဦးမေးအွန်လိုင်းနဲ့ဦးစိုးဝင်းကိုလူတိုင်းသိတယ်။ဘိုးကျော်မူကြီးဦးမေးအွန်လိုင်းနဲ့ဒူးချုပ်ကြီးဦးစိုးဝင်းကိုလူတိုင်းသိတယ်။မင်းတို့တိုင်းမှုကိုလူတိုင်းမသိဘူးနော်။ဇော်ဘုန်းရင်ကိုလူတိုင်းသိတယ်သိလား။ဖေမယားနဲ့ငါလည်းဘာမှမပြောပြပါဘူး။အဲ့ဒါဘာဖြစ်ပြီးတော့ဘယ်လိုလူမျိုးကလာရေးရလဲကျွန်တော်လည်းမသိဘူး။သူကြည့်တော့လေကွန်မန့်ပိတ်ထားတယ်။ကိုတက်တဲ့ စကရက်က136တက်သမ 4K တဲ့ဩလို့မင်းတို့ငါကြီးတယ်တလားမင်းတို့မနာလိုမှုကစောပွင့်ကိုမင်းတို့ဖမ်းကန်းလိုက်လေဘာဖြစ်တော့စောပွင့်ကိုဘာနဲ့ဖမ်းမှာလဲစောပွင့်ကိုမဖမ်းနဲ့ဟို PDF တွေဟိုမှာစကိုင်းမှာဟိုတော့ဟိုဘက်စကိုင်းတရားကြော်သွားနေဟိုဘက်လက်မှာ PDF တွေရှိတယ်အခု CDN လောက်ပါဆိုပြီးတော့မှလက်သုံးချောင်းထောင်ပြီးတော့မှနော် အနုပညာသည်တွေပြည်တည်ဦးတို့လူမင်းတို့ခိုင်သိန်းကြီးတို့တမုံမြင့်တို့အဲအင်နာကျော်စင်တို့အရင်ဖန်ငေါ့အရင်မဖန်နဲ့ငါတိုင်းပြည်ဖြတ်တဲ့တိုင်းမှာငါမပါဘူးငါမပါဘူးနော်ငါမပါဘူးငါတိုင်းပြည်ဖြတ်တဲ့မှာမောင်ငေါ့ကိုအာဇော်ဘုန်းရဲ့ပါပြတဲ့ညာပဲမင်းရေးထားတာတွေကွာတကယ်ကြီးကြကောင်းတယ်ဇော်ဘုန်းရဲ့အနော်ရထလာတဲ့အောက်လုံးနေမတုံးနဲ့နော်အနော်ရထမဟုတ်ပါမင်းဟိုဗာလဲဝင်စားတာဗာလဲဟိုမှာဟိုဟွန်း ဆရာတော်ဘုရားကြီးတင်းကူဆရာတော်ဘုရားကြီးလားဝင်စားတာလေတင်းကူဆရာတော်ဘုရားကြီးဝင်စားခဲ့တယ်အနွယ်ထားပေးအဲ့အရာငါ့ကိုလာမပြောနဲ့လက်ရှိကိုပဲပြောမင်းတို့အောင်လုံးမသုံးနဲ့ငါ့ကိုမထီရဘူးဆိုတဲ့ချုံမနဲ့ငါတမရသားလည်းမဟုတ်ဘူးငါဖေကတက်မတော်ကအရာကဘူလောက်အဆင်မဲရှိတာနော်အဲ့လိုအော်လုံးလေးသုံးလေဆိုလို့ရှိရင်မင်းတို့အတိုင်းပြီကိုချစ်တဲ့ကောင်လည်းမဟုတ်ဘူးမင်းတို့အော်တန်းစားရီနော်အော်တန်းစားရီနော် ရှင်းလား မင်းတို့အောက်တန်းသားအရေးတွေအောက်တန်းသားအတွေးတွေမတွေးနဲ့ငါမနေရပြောသွားတဲ့ပုံကိုမင်းတို့ယူပြီးတင်ထားတာဒီမှာအခုလည်းမင်းတို့ငါ like ကိုကြည့်နေမှာပဲလေငါအဲ့ဒါကြောင့်မင်းတို့ပြောတာအဲမင်းတို့မြန်မာပြည်မှာဘာဖြစ်နေလဲဆိုတော့ကိုကိုတိုင်းလည်းထုံထုံပေါက်ပေါက်တိုင်းပြည်အချိုးမတည်ပိုးနိုင်ဘူးတက်မတော်ရဲ့အချိုးကိုလည်းပေါ်ပေါ်တင်တင်မင်းတို့လူလေးတိတ်အောင်လူလိုက် မင်းတို့လူတဲ့အလူကိုပွင့်ပွင့်လင်းလင်းမပြောရဲဘူးဆိုတော့ကမင်းတို့ကခိုးချောင်ကိုပဲသခိုးချင်းသခိုးချန်နဲ့လူတဲ့ကောင်ကြီးငါတို့ကသခိုးချင်းသခိုးချန်နဲ့မလူဘူးငါတို့ကပေါ်တင်လူတာပေါ်တင်လူပြီးပေါ်တင်ပြောတာဘာကြောင့်လဲနာမည်လိုချင်လို့မဟုတ်ဘူးတက်မတော်သားတွေကိုချစ်နေတဲ့ပြည်သူလူထုရှိတယ်ဆိုတာကို ပြသခြင်းလို့ငါလူတဲ့အလူတွေအများကြီးသိတယ်ငါမပြောတဲ့အရာတွေအများကြီးရှိတယ်သိလား မင်းတို့မှမတိတာမင်းတို့မင်းတို့လိုမျိုးအော်တန်းသားတွေဘယ်လိုလုပ်တိမှာတော့ငါ့ကိုလာတိုက်ခိုက်နေတာအမျိုးမျိုးတိုက်ခိုက်နေတာသွေးပြက်နေပြီဟုတ်လားယူလို့ကွာမင်းကလည်းဇော်ပွင့်ရမင်းတို့ဒီအင်ကြီးဒီဝေစားနေပဲဇူလာမူလီရရွှေဆိုင်အိမ်ဓမင်းဆိုင်မှာတနေကုန်ထိုင်နေတာနော်တနေကုန်ထိုင်ပြီးတော့မှတောက်စားနေတာငါပိုင်ငါငါအေးစေးနေနေတာနော် ငါကမင်းတို့ကြောက်မယ်ဆိုလို့ရှိရင်ငါမိုင်းနောင်လို့အဲ့မှာကြေးသီးမိုင်းကင်လို့ငါမသွားဘူးမတ်တော်မတက်ဘူးရှင်းလားစောပေါ်ရင်တို့တတိရှိတယ်ဆိုရင်တတိရှိရှိထွက်ပြောကြည့်လိုက်ရှင်းပြောမလားလို့မင်းတို့တွေကရှောက်ပြီးဟူပြောဒီပြောနေနဲ့မဟုတ်ပါဘူးအားပေးနေတယ်ငါမောင်ရေးတဲ့ဂျေဇုတင်ပါတယ်အမဟို ဲ့တော့လူတွေကဘာဖြစ်နေလဲဆိုတော့ကျွန်တော်လဲပတ်ပြီးတော့ကျွန်တော်တရားတွေကျွန်တော်ရဲ့ပောက်ကူတော်ရဲ့အဲမပုတုရဲ့မီဒီယာမှာဆိုရင်တော့ကြိုဆိုးဦးပေါ့နော်ကြိုဆိုးဦးရဲ့အတိုက်ခံခံရတာအဲပြီးရင်တချို့တော့ဟိုနောင်တော်လေးတို့နောင်တော်လေးတို့ကတော့အိုင်လော်ဒီမဟုတ်ပါဘူးနောင်တော်လေးတို့ကြိုဆိုးဦးတို့မပုတုတို့ကတစ်ချိန်ကျရင်လွတ်တော်တွေဝင်မဲ့လူတွေကျွန်တော်တို့ကဝင်းရံပေးရမယ် ဂျိုဆိုးဦးကပြင်ဦးလျာလေးပြိုင်မယ်ထင်တယ်တတိပုဂ္ဂလာနဲ့เนาะတခါတည်းကျွန်တော်သတင်းကောင်းပေးတယ်ဂျိုဆိုးဦးကဂျိုဆိုးဦးကဇင်မင်းထက်ရောက်ပြီးအကိုရဲအေးညီလေးဇင်မင်းထက်ကအခုမှဒေါ်ပုံးချခံရတဲ့ကလေးဒီနေ့အခုကျွန်တော်နဲ့တဏီကုံမှာတဏီကုံအောင်ဖြစ်တယ်ကျွန်တော်နဲ့အခုစားတော့ပြီးမှထန်းခွဲသွားတာเนาะဒေါ်ပုံးချခံရတဲ့ကလေးလေးကျွန်တော်ကဘယ်တော့မှတက်မလို့တော့ဘယ်တော့မှဥပိ္ပခါပြုတ်မထားဘူးเนาะ